ောက်တိုဘာလ10ရက်နေ့ညပိုင်းလူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေတာပါကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီဗမောမှာစစ်ကောင်စီတပ်ဆွဲတဲ့နေရာတစ်ခုကိုဒီနေ့ KYA ကထပ်ပြီးသိမ်းပိုက်လိုက်ပါတယ်ပြီးတော့မကွေးနဲ့ဘကူကပ္ပဆ3ခုအနေတိုက်ပွဲတွေပြင်းထန်နေပါတယ် နောက်ထပ်ဒီစည်ရေးအချိန်အဟုန်မြင့်ဆောင်ရွက်နိုင်ဖို့အတွက် PDF view အမှတ်19ကိုဖွဲ့စည်းလိုက်ပါတယ်။ဒီထိုင်းကပြန်ပိုးတဲ့မြန်မာလူသား90ကိုစစ်တပ်ကခေါ်ဆောင်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒီတရင်ကျော်ကာလကစစ်တပ်ဘုံကျဲရာမှာဒီနိုင်ငံတကာတန်ယုံတွေကရှုံချကြပါတယ်။တန်ရွဲကိုစစ်ကောင်စီကထပ်ပြီးဘုံလာကျဲပြန်ပါတယ်ခင်ဗျာ။ပြီးတော့တောင်ကိုဘရောင်လမ်းပေါ်မှာရှိတဲ့စင်လန်ကခြုံခိုထွက်လာတဲ့အကြံဖက်စစ်ကြောင်းတပ်အထိနာသွားတဲ့အတွက် ဝိုင်တွဲလျင်နဲ့ဒီနေ့တမနဲ့လုံးဘုံလာကျဲနေတယ်လို့ဆိုပါရယ်ဒီချောင်းဦးထွေဦးယုံတဲ့ရဲစခန်းမှာဒီသတင်းကျွတ်လာပညာအတွက်ဒီလက်တုံးပြန်တဲ့နေနဲ့ဘုံကျဲတိုက်ခိုက်တယ်လို့သိရပါရယ်ခင်ဗျာဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါရယ်ပထမဆုံးသတင်းနေနဲ့တင်ဆက်ရမယ်ဆိုရင်တော့ဒီဗမော်ကစစ်ကောင်စီတပ်ဆွဲတဲ့နေရာနှစ်ခုကိုဒီကနေ့ထပ်ပြီးသိမ်းလိုက်တယ်လို့ဒီသိရပါရယ်ခင်ဗျာ ကချင်ပြည်နယ်ဗမော်မြို့နယ်ကစစ်ကောင်စီတပ်နေရာနှစ်ခုကိုအော်တိုဘားလ10ရက်ဒီကနေ့မနေ့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကထပ်ပြီးတော့သိမ်းပိုင်လိုက်တာလို့ကချင်စီရေးသတင်းရင်းမြစ်တွေကပြောကြပါဗျ။ဗမော်မြို့အထက်ကတဲ့အနီးစစ်ကောင်စီတပ်အခြေပြုတဲ့နေရာ၃နေရာကိုရှင်းလင်းသိမ်းပိုက်နိုင်တယ်လို့ကချင်စီရေးသတင်းရင်းမြစ်တူကလူမှုကွန်ရက်မှာရေးသားထားတာနဲ့ပတ်သက်ပြီးတော့ KIA နဲ့ဒေတာစစ်ရေးသတင်းရင်းမြစ်တချို့ကိုမင်းမြန်းရာမှာနှစ်ခုလုံးသိမ်းပိုက်ထားနိုင်တယ်လို့အတည်ပြုပါဗျ။ မနေ့ကနဲ့ဆို9နေရာသိမ့်နိုင်တာဟုတ်တယ်လို့ကချင်စီရေးသတင်းရင်းမြစ်ကပြောပါတယ် KIA ပူပေါင်းတပ်ဟာမနေ့ကအော်တိုဘာလ9ရက်ကဗမော်သုံးပိုင်းဘက်ကစစ်ကောင်စီနေရာ3ခုကိုသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်အော်တိုဘာလမှာဗမော်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကဗိုလ်မှူးဆင့်အပါဝင်30ကျော်တည်ဆုံမှုတွေရှိတယ်လို့လည်းကချင်စီရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်ကရင်တွင်ပြန်ကြရေးဌာနကဗမော်မှာတိုက်ပွဲတွေပြင်းထန်နေတာကိုသတင်းထုတ်ပြန်အသိပေးထားပါဗျာ ဒီ KAI ရဗမာမျိုးသိစစ်စင်ရေးကို2024ခုနှစ်ဒီဇင်ဘာလကစတင်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီတပ်စခန်းတပ်ရင်းဌာနချုပ်တွေသိမ်းပိုက်ထားပါတယ်စစ်ကောင်စီကလည်းအခုနှစ်အောက်တိုဘာလမှာစစ်အင်အားတွေရေချောင်းကဖြစ်တင်းပြီးတော့တမန်ထိုးစစ်ဆင်လာလို့ KAI သိမ်းထားတဲ့နေရာတချို့ပြန်လည်လက်လွတ်ခဲ့ရတဲ့အခြေအနေမှာအပြန်လန်ထိုးစစ်ဆင်တာတွေရှိနေပြီးတော့တိုက်ပွဲတွေပြင်းထန်ကအခုရက်ပိုင်းမှာတော့စစ်ကောင်စီတပ်တွေကာကင်းစခန်းတွေပြန်လည်လက်လွတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်ခင်ဗျာ နောက်ပြီးတော့မကွေးနယ်ပဲခူးကပ္ပဆာသုံးခုအနီးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ဒီမကွေးတိုင်းနဲ့ပဲခူးတိုင်းမှာစစ်တပ်ရဲ့ကာကွယ်ပစ္စည်းထုတ်လို့ရဆက်ယုံကပ္ပဆာ၃ခုအနီးမှာစစ်တပ်နဲ့တော်လိုင်းပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်နေတယ်လို့စစ်ရေးတွင်အရေးမြင့်တွေကပြောဆိုကြပါရက်ပဲခူးတိုင်းတဲ့ကဗရောင်းမြို့နယ်ခြေဆိုင်ကပ္ပဆာ၆မကွေးတိုင်းငဖဲမြို့နယ်ကကပ္ပဆာ၁၄နဲ့ပေါင်းမြို့နယ်ကကပ္ပဆာ၂၄တွေမှာအနီးကတိုက်ပွဲဖြစ်နေတာလို့သိရှိရပါရခင်ဗျာ ဒီကပ္ပစ614နဲ့24မှာချနေကြတာ6နဲ့14နားမှာတိုက်ပွဲကတော်တော်ကိုပြင်းထန်နေပြီးတော့စစ်တပ်ကလည်းအင်အားထောင်ချီသုံးပြီးလေကြောင်းပစ်ကူနဲ့ခုခံနေတဲ့6နဲ့14ကိုအေအေးနဲ့မဟာမိတ်တွေသိမ်းဖို့အထိစီရေးရီမန်းချက်နဲ့ချနေပြီလို့မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်နယ်စပ်အခြေစိုက်စီရေးတရင်ရင့်မြစ်တူကပြောဆိုပါရတယ်။ ဒီပုံမြုံနယ်ခြေဆိုင်ကပ္ပစ24အနီးမှာတိုက်ပွဲတွေဖြစ်နေပေမဲ့အသေးစိတ်ပြောကြားလိုတာမရှိသေးဘူးလို့ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ကပြောပါတယ်။ဒီ AA နဲ့မဟာမိတ်တွန်လိုင်းတပ်တွေကတော့ကပ္ပစ6နဲ့14အနီးဝန်းကျင်ဒီအမ်ဘရန်လမ်းနဲ့ငဖဲမြုံနယ်တကနတ်ရည်ကန်ဗျူဟာပတ်ဝန်းကျင်တောင်ကုတ်ဘရောင်းလမ်းပိုင်းကလေသာတောင်စခန်းနဲ့ညောင်ကျိုးစခန်းပတ်ဝန်းကျင်တွေမှာဒီစက်တင်ဘာလဆန်းကြရကတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်ခင်ဗျာ။ တရင်ရင်မြစ်တူကလည်းကပ္ပစ6နဲ့ကပ္ပစ14ကိုအပြိတတ်သိမ့်ယူဖို့အထီအေနဲ့မာမိတ်တပ်တွေစီရင်အရှိန်မြင့်နေတာလို့သုံးသပ်ပြောဆိုပါရယ်ဒီစစ်ကောင်စီတပ်မှာကပ္ပစဆက်ယူ25ခုရှိပါတယ်မကွေးတိုင်းအတွင်းမှာအများဆုံး15ယုံပဲခူးတိုင်းအတွင်းက9ယုံ နေပြည်တော်တပ်ကုန်းမှာက2ယုံရန်ကုန်တိုက်ကြီးမှာ1ယုံ ရှိပါတယ်မကွေးတိုင်းနဲ့ကကံကော့ပေါ့မြန်စိတ်ဖြူစေတုတ်တရာငဖဲတရက်အထက်မင်းလဆင်ပောင်ဝဲမြို့နဲ့ဘကိုးတိုင်းက ပရောင်ပေါက်ခေါင်းမျိုးတွေမှာကပ္ပစဆက်ယုံပေါင်း22ခုအထိရှိနေပါတယ်။လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ရဲ့မဟာမိတ်တပ်တွေနဲ့နှိစက်သူတဦးပြောပြတာကတော့ဒီနိုင်ရကန်ရောကပ္ပစ6နဲ့14ရောအခြေအနေကောင်းနေတယ်လို့ပြောပါတယ်။ငဖယ်မျိုးနယ်မှာရှိတဲ့နိုင်ရကန်ဘျူဟာရဲ့ကာကင်းစခန်းတွေကိုလည်း AA နဲ့မဟာမိတ်တပ်တွေကစစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေပြီးတော့စက်တင်ဘာလနှောင်းပိုင်းမှာကာကင်းစခန်းတစ်ခုနဲ့ အော်တိုဘာလ၈ရက်နေ့မှာနောက်ထပ်ကာကင်စကန်တစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီစစ်ရေးတွေအရှိန်မြင့်ဖို့အတွက်ဗျူဟာအမှတ်16ကို နေပြည်တော်မှာ PDF ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။ဒီစစ်အနာရှင်စနစ်ကိုအပြစ်တိုင်ချိန်မုံမှတ်စစ်စင်ရေးတွေအရှိန်မြင့်ဖို့အတွက်ဗျူဟာအမှတ်16ကိုဖွဲ့စည်းလိုက်တဲ့အကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာန တိုင်းကိုကရီအဖွဲ့ကဒီကနေ့အောက်တိုဘာလ10ရက်နေ့မှာတရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေနေပြည်တော်တိုင်းစစ်ဌာနရဲ့အမှတ်ဗျူဟာ19ဖွဲ့စည်းခြင်းအခမ်းအနားကိုနေပြည်တော်တိုင်းစစ်ဌာနစီရေးလှုပ်ရှားစုမှုနယ်မြေနေပြည်တော်အနီးစစ်တောင်းမြေဝန်ဒေသမှာအောက်တိုဘာလ9ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။ ဲ့ဒီ viewer မှာစကုပ်ဖွဲ့စည်းခြင်းအခမ်းအနားကိုဒီနေပြည်တော်တိုင်းစစ်ဌာနတိုင်းစစ်စင်ရေးအရာရှိ viewer အမှတ်16ကတာဝန်ရှိသူတွေ viewer အမှတ်16ရဲ့လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့တပ်ရင်း836 839 838 902တပ်ရင်းမှုဒူးရင်းမှုတွေတာဝန်ရှိသူတွေနဲ့ရဲဘော်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာနောက်တဲ့ရင်တပုတ်ကတော့ကရင်ပြည်နယ်ကဒီမက်သမီခီး ကြေးရွာကို Jet Fighter လေယာဉ်နဲ့စစ်တပ်ကထပ်ပြီးပုံကျဲတိုက်ခိုက်တာပါဒီတနင်္သာရီတိုင်းဒဝယ်မြို့နယ်ဒီ ठीकी ကြေးရွာကိုကြမ်းဖက်စစ်တပ်ကဒီမနက်မှာ Jet Fighter နဲ့ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြို့ဒဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်အော်တိုဘာလ10ရက်ဒီကနေ့မနက်ဝန်းကျင်မှာဒီမက်တမီခီခေါ်ဒီ ठीकी ကြေးရွာအတွင်းကိုစစ်တပ်က Jet Fighter FTC 2000ကြီးလေယာဉ်အမျိုးအစားနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ် ဒီဒါပြင်တိုက်လေမှာပါတဲ့ Oligan စစ်တနတ်နဲ့လည်းနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူပိုင်ပစ္စည်းတွေထိခိုက်ဆုံးရှုံးခဲ့ရပြီးတော့ဒေသခံပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းချောင်နေကြရတယ်လို့သိရပါတယ်ခင်ဗျာပြီးခဲ့တဲ့အော်တိုဘာလ၈ရက်နေ့ကလည်းမနက်ပိုင်းမှာဒီအကြံဖက်စစ်တပ်ကအဲ့ဒီထိခိကျေးရွာအတွင်းကိုဝိုင်းတွဲလျင်နဲ့ဆက်ကျင်းအတွင်းမှာတဲ့120မမဘုံသီးအလုံး40ကျော်ကျဲချတိုက်ခိုက်ခဲ့ပါသေးတယ် ီစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်ပြည်သူပိုင်ပစ္စည်းဥစ္စာတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့ဒေသခံပြည်သူ350ကျော်လဲဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ကဆိုပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီထိုင်းကပြန်ပို့တဲ့မြန်မာလူသား90ကျော်ကိုစစ်တပ်ကခေါ်ဆောင်သွားတယ်လို့သိရပါတယ် ဒီထိုင်းနိုင်ငံရနောင်းမြို့မှာရှိတဲ့လောက်ကအချုပ်ထောင်မှာပြစ်ဒဏ်ကြခံရတဲ့မြန်မာနိုင်ငံသားအယောက်90လောက်ကိုအောက်တိုဘာ9ရက်မနေ့17ရက်နေ့ခွဲလောက်မှာမြန်မာနိုင်ငံကော့တောင်းဘက်လှေသိပ်ကိုနှစ်နိုင်ငံတာဝန်ရှိသူတွေကလွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ပြစ်ဒဏ်ကြခံနေရတဲ့လူရဲစိတ်မြန်မာအမျိုးသား80တယောက်နဲ့အမျိုးသမီး9ယောက်တို့ကို ကော့တောင်းဘက်ပို့ဆောင်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကနေ6မှန်ရွာအခြေစိုက်ခလရ2ချောင်းနှစ်တရင်တဲ့ကိုခေါ်ဆောင်သွားတယ်လို့ကော့တောင်းမြို့ကန်တယောက်ကပြောပြပါတယ်။ခေါ်သွားတာကတော့အဲ့ဒီ6မှန်ရွာ2ချောင်းနှစ်တက်သေးပါပဲ။ပိတ်ဆံထပ်လိုက်ပုံပေးနိုင်သူကလွှမ်းရင်မလွတ်ပါဘူး။ကော့တောင်းဘက်မှာငွေပေးထုတ်ရတာပါ။စစ်ကောင်စီတပ်က ခေါ်ဆောင်သွားတဲ့နေရပြန်ဖို့ခံရသူအယောက်90တဲမှာဗနယောက်ပြန်လွတ်လာတဲ့ဆိုတာအတိအကျမသိရသေးပါဘူးခလာရ262တရင်တဲ့ရောက်သွားသူတွေကိုတော့ပိုက်ဆံနဲ့ရွေးထုတ်ရတာမျိုးတွေရှိတယ်လို့ကော့တောင်းဒေသခံတယောက်ကပြောပါတယ်စတေမာ23ရက်တုန်းကလည်းဒီရေနောင်းအချုပ်ထောင်မှာအပြစ်ကြခံရတဲ့လူရစိတ်မြန်မာနိုင်ငံသားစုစုပေါင်း145ယောက်ကိုကော်တောင်းလေသိကိုလွှဲပြောင်းပေးပို့ခဲ့တယ်လို့ရေနောင်းလူဝင်မှုကြီးကြပ်ရေးရုံးကထုတ်ပြန်ထားပါတယ် ထိုင်းကနေရပြန်ပို့ခံရသူတွေကိုအသက်ရွယ်ခွဲပြီးတော့စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့တပ်သားလက်ချင်းအကြောင်းတွေကိုပို့ဆောင်လိုက်တယ်လို့ဒေသခံတွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာကချောင်းမှာတရင်ကျုပ်လာကစစ်တပ်ကဘုံကျဲတာနဲ့ပတ်သက်လို့နိုင်ငံတကာတန်ရုံးတွေကရှုတ်ချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ် မြန်မာနိုင်ငံမှာတရင်ကျုပ်မိထုံပွဲတော်ကျင်းပနေတဲ့ကာလအတွင်းမှာတိုက်ခိုက်ခံရတာတွေအပါအဝင်ပြည်သူလူထုအပေါ်စစ်တပ်ရဲ့ဆက်လက်တိုက်ခိုက်နေတာတွေကိုနိုင်ငံတကာတန်ယုံတွေကရှုံချတဲ့အကြောင်းဒီကနေ့သတင်းထုတ်ပြန်ပါတယ်အကြံပေးမှုတွေချက်ချင်းရပ်တန့်ဖို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတားအဆီးမရှိဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့ မတရားထိန်းသိမ်းခံထားရတဲ့အကျဉ်းသားတွေကိုလွှတ်ပေးဖို့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့တောင်းဆိုထားပြီးတော့မြန်မာပြည်သူတွေနဲ့အတူဆက်လက်ရပ်တည်မှာဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတာယုံကထုတ်ပြန်ပါတယ်။အလားတူပဲဗြိတိရှ်တာယုံကလည်းမြန်မာပြည်သူတွေပေါ်ကြမ်းဖက်တာတွေဆက်လက်ကျူးလွန်နေတဲ့မြန်မာအစိုးရရဲ့လုံရက်ကိုရှုံချပါကြောင်းမြန်မာစစ်တပ်အပါအဝင်တပ်ဆိုင်ရာဖွဲ့စည်းတွေအားလုံးအနေနဲ့ရတပ်ပြည်သူတွေအထူးသဖြင့်ကလေးငယ်တွေကိုအကာအကွယ်ပေးဖို့တိုက်တွန်းကြောင်းထုတ်ပြန်ပါတယ်။ ။နောက်ပြီးတော့ဒီကုလသမဂ္ဂအထွေထွေတွင်းရေးမှူးချုပ်ပြောကွင်းရပုဂ္ဂိုလ်စတီဗင်ဂူဂျာရက်ကလည်းဝိဟင်ပြစ်ခဲရလက်နက်တွေခွဲခြားမှုမရှိဘဲနဲ့အုံပြူတာကိုလက်မခံနိုင်တဲ့အကြောင်းနဲ့ပြည်ပခတ်မှာပါဝင်နေသူတွေအားလုံးပြည်ပဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနဲ့နိုင်ငံတကာလူခွင့်ရေးတွေကိုလိမ့်နာကြဖို့အောက်တိုဘာ၈နေ့ကတိုက်တွန်းထားပါတယ်ခင်ဗျာဒီစကိုင်းချောင်းဦးဘုံတူရွာမှာရှိတဲ့မူလာတန်းအကြောင်းကိုအောက်တိုဘာ၆ရက်က ုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အထွတ်မြတ်ရာသီတည်င်းကျွတ်နေ့မှာစစ်တပ်ကဘုံကျဲတိုက်ခိုက်တာဟာကလေးငယ်အပေါင်းအယတ္တပြည်သူ30လောက်တည်ဆုံးခဲ့တယ်လို့90ကျော်ပြင်းပြင်းထန်ထန်ဒဏ်ရာရှိခဲ့ပါတယ်ခင်ဗျာနောက်ရခိုင်ပြည်တန်တွဲမြို့ကိုစစ်ကောင်စီကထတ်ပြီးဘုံလာကျဲတယ်လို့သိရပါတယ်ရခိုင်ပြည်တန်တွဲမြို့နယ်ကိုဒီယနေ့အောက်တိုဘာလ10ရက်နေ့မနေ့ပိုင်း9နာရီကျော်အချိန်ကစစ်ကောင်စီလေကြောင်းကနေလာရောက်ပုံကျဲတာပြုလုပ်ခဲ့တယ်လို့ ဒေတာကန်တွေစီကနေပြီးတော့သိရပါတယ်ခင်ဗျာအဲ့ဒီလေရင်ဟာမနေ့ကအော်တိုဘလ9ရက်နေ့ညကပြန်ဝဲနေတာဖြစ်ပြီးတော့မနေ့ပိုင်းမှာတန်တွဲကနေပြီးတော့15မိုင်လောက်ဝေးတဲ့တန်တွဲချောင်းဖြာဘက်ကရွာရှိကြီးရွာကိုလာရောက်ပုံကျဲသွားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတန်တွဲမြို့ကတူပြောပြတာကတော့တန်တွဲနဲ့15မိုင်လောက်ဝေးပါတယ်တော်တဲ့တောင်တဲ့ကြတယ်အထူးကမရှိပါဘူးရွာရှိရွာကိုပါကျဲတာလက်ကွင်းနဲ့ကြတာပါမနေ့9နိုင်ကျော်ကလေရင်နဲ့ကျဲတာပါ ဝိုင်တွဲစနစ်နဲ့လာကျဲတာလို့ပြောပြပါဗျာ။တန်တွဲမြို့နယ်ချောင်းပြားကျေးရွာကိုစစ်ကောင်စီကဘုံသုံးလုံးထက်မနည်းကျဲချတဲ့အကြောင်းသိရပြီးတော့ထိခိုက်ပျက်စီးမှုတွေနဲ့လူထိခိုက်မှုရှိတဲ့အကြောင်းတန်တွဲမြို့ကန်တွေကပြောကြပါဗျာ။စတင်ဘာလ28ရက်ကလည်းဒီဗရဲကောကျေးရွာကိုစစ်ကောင်စီတပ်ကရေချောင်းကနေပစ်ခတ်တာတွေရှိခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီစတင်ဘာ26ရက်နေ့မှာလည်းတန်တွဲမြို့လူနေရပ်ကွက်ကိုစစ်ကောင်စီက ပေါင်900ဘုံနဲ့တိုက်ခိုက်ခဲ့လို့စစ်ဆောင်ပြည်သူတအူးတည်ဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်စစ်ကောင်စီဟာတန်တွဲနဲ့ ग्वा မြို့နီးမှာပင်လယ်ပြင်မှာစစ်တမော့အများပြတပ်ဆွဲထားပြီးတော့ပင်လယ်အတွက်ငားရှာနေတဲ့ဒေသကပြည်သူတွေကိုလည်းဖမ်းဆီးတာတွေရှိနေတဲ့အကြောင်းသိရပါတယ်ခင်ဗျာနောက်ထပ်တရင်တပုတ်ကတော့ဒီတောင်ကုတ်ဘရောင်းလမ်းပေါ်မှာရှိတဲ့ဆင်လန်ကခြုံကူထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်း ဒီအေအေကတိုက်ခိုက်လို့ထိနာသွားတဲ့အတွက်ဒီကနေ့တမနယ်လုံးဝိုင်းတွဲနဲ့ပုံကျဲနေတယ်လို့ဆိုပါရယ်ခင်ဗျာရခိုင်ရုံးမအရှိကျန်းတောင်ကိုဘရောင်ကားလမ်းပေါ်မှာရှိတဲ့ဒီစင်လန်စကန်းကအင်အား90ပါတဲ့ခြုံကူထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတစ်ကြောင်းဟာအရက်ကတတ်တော်အေရဲ့ဒီခြေမုံတာခံရပြီးတော့အကြဆုံးတွေနဲ့အထိနာပြီးနောက်ဆုတ်သွားပြီးတဲ့နောက်မှာဒီနေ့တမနယ်လုံးဝိုင်းတွဲနဲ့အချင်းချင်းလာရောက်ပုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျာ စီရတဲ့ရေမြက်တူပြောတာကဆင်လန်ရွာဆင်လန်စကန်ဘက်ကနေဒေါ်လန်ဘက်ကနေထွက်လာကြတာအဓိကတော့ဒီလေတာတောင်ချေရင်ဘက်ကိုစစ်ကူသွားတာလမ်းမှာအေးနဲ့ထိတ်တိုက်တွေ့လို့တိုက်ပွဲဖြစ်ကြတာသူတို့အထိနာသွားတယ်အ ਨੇ ဆုံးတော့၁၀ယောက်ကျော်လောက်သေမယ်လို့ခန့်မှန်းတယ်လို့ဒီနေရင်စရာသတင်းဌာနကိုဒီဒေသခံစီရတဲ့ရေမြက်ကပြောဆိုထားတာပါခင်ဗျာအခုလိုထိနာသွားတဲ့အတွက်ဆင်လန်နဲ့အနီးဝန်းကျင်နေရာတွေကိုဒီကနေ့တက်မနယ်လုံးဝိုင်းတွဲနဲ့ဆက်မပြတ်ဖုံးကျက်နေတာလို့ဆိုပါတယ်ခင်ဗျာ နောက်သတင်းတပုတ်ကတော့ဒီချောင်းဦးထွေဦးရုံနဲ့ရဲစခန်းကိုဘုံကျဲတိုက်ခိုက်ခံရပါတယ်။အဲ့ဒါကတော့ဒီသတင်းကျိုးလာပြေနေကတိုက်ခိုက်ခံရတာကိုလက်တုံးပြန်တဲ့တိုက်ခိုက်မှုလို့လဲဆိုပါတယ်ခင်ဗျာ။သခိုင်းတိုင်းချောင်းဦးမြို့ပေါ်ကထွေဦးရုံနဲ့ရဲစခန်းကိုအောက်တိုဘာ10ရက်ဒီကနေ့မနေ့7နာရီမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒရုန်းနဲ့ဒီဘုံသီးကျဲချတိုက်ခိုက်ခဲ့တယ်လို့မြို့ကန်တွေကနေသိရပါတယ်ခင်ဗျာ။ ဒီအခုလိုတိုက်ခိုက်တာကြောင့်မို့စစ်ကောင်စီဘက်ကမြို့တွင်းလုံခြုံရေးကင်းလက်စစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ဒီချောင်းဦးမြို့ပေါ်ကဈေးဆိုင်ပိုင်ရှင်တယောက်ပြောတာကတော့ရဲစခန်းတွေနဲ့ထွေးအိုရုံးဘက်ကပောက်ကွဲတံကြလက်ရပြီးတဲ့နောက်ပိုင်းမှာမြို့တွင်းမှာလူတွေအကုန်လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ငါတို့အိမ်ကဈေးရောက်တယ်လေအခုလိုဖြစ်လိုက်တော့ဈေးမှာဈေးဆိုင်မဖွင့်ရပဲပိတ်ပြီးပြန်ခဲ့ရတယ်စစ်သားတွေဘက်ကလည်းအရက်ဝတ်တွေနဲ့ရောယူနီဖောင်းတွေနဲ့ရောလမ်းပေါ်မှာ ရှုပ်ရှက်ခတ်နေတယ်ဘုံအချခံရတဲ့နေရာကတော့အထီးကပ်ရှိတယ်လို့သိရတယ်အရောက်အရေးအတွက်အတိအကျတော့မသိရဘူးလို့ဒီပြောပြပါရခင်ဗျာအဲ့ဒီချောင်းဦးမျိုးဘော်ကထွေဦးယုံတဲ့ရဲစခန်းကိုချောင်းဦးမျိုးနဲ့အညာမိုင်းစုမိသားစုအဖွဲ့ကလှုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်ဒီအညာမိုင်းစုမိသားစုအဖွဲ့တာဝန်ရှိသူကဒရုန်းညင်နှစ်ကြိမ်တွားချခဲ့တာထွေဦးယုံကိုဘုံတိနှလုံးတရွဲနဲ့ရဲစခန်းတဲကိုနှလုံးတွဲနှစ်ခု ကျဲချခဲ့တယ်ကျွန်တော်တို့စုံစမ်းကြည့်တဲ့အခါထွေဦးယုံတဲ့ကစစ်ခွေးနှစ်ကောင်ရဲစခန်းတက်ကတကောင်သူ့သူကောင်၃ကောင်တည်ခဲ့တယ်ဗျကျွန်တော်တို့ဘက်ကတော့အထိကမရှိခဲ့ဘူးလို့ပြောပြပါတယ်ခင်ဗျာချောင်းဦးမြို့နယ်အတွင်းကဘုံတူရွာကိုစစ်တပ်ကအော်တိုဘာလ6ရက်ည8နာရီနဲ့17မိနစ်မှာစစ်တပ်လေဒီနဲ့ဘုံကျဲချလို့ပြည်သူတွေတေဆုံးခဲ့ရတာကြောင့်အခုလိုစစ်တပ်ဘက်ကိုလက်တုံးပြတိုက်ခိုက်မှုကိုဒေသအတွင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကလှုပ်တာလည်းဖြစ်ပါတယ်ခင်ဗျာ ောက်တိုဘာလ10ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်